မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ AI နည်းပညာနဲ့ဖန်တီးထားတဲ့ကော်မလေးကိုတုံးချပြီးလူစိုးတွေကိုဖမ်းဖို့လိုရင်းနဲ့လွတ်လွန်သွားတဲ့ဇာကားလေးအကြောင်းကိုတင်ဆက်ပေးသွားကြပါမယ်။ဉာဏ်ကြီးရှင် software ရေးသမားတယောက်ကတာလွန်အသိဉာဏ်ရှိတဲ့မှတ်ဉာဏ်တုမော်ဒယ်တယောက်ကိုဖန်တီးလိုက်တဲ့အချိန်မှာသူ့ရဲ့ parameter အလုပ်ကိုလုံးလုံးရရပြောင်းလဲပစ်ခဲ့ပြီးသူ့ရဲ့ဖန်တီးမှုဟာစီးရွေပေါင်းတွေကို NRI နဲ့ကျော်လွန်ပြီးတကယ်လက်တွေ့စံပြအသိဉာဏ်စိတ်ထားတစ်ခုပြန်ဖွံ့ဖြိုးလာခဲ့ပါတယ်။စေနာလောကရဲ့နိုင်ငံတကာကော်မတီ ICWA ရဲ့မြောက်ခန်းထဲမှာဒီနာဟက်ကသူ့ရဲ့ online အကူ software စီရီမှာလူချင်းဝဲဆိုင်ရာနားလည်မှုရှိမလားလို့သိကြင်နေမိပါတယ်။ ဒါမဲ့မဲ့ညံတို့ကလွတ်လွတ်လပ်လပ်အဖြစ်ပြဖို့ပြက်ကွက်ပြီးလူချင်းဝယ်ဆိုင်ရာနားလည်မှုမရှိဘူးလို့တီးပြလိုက်ပါတယ်။တိတ်မကြခင်မှာဒီနားရဲ့လောက်ကအေးချင်းအေးမှုမကူလော့ဟာစစ်စေးမင်းမြန်ကန်နေကိုဝင်လာပြီးတော့မဲ့ညံတို့ဖန်တီးသူဂါရဲရဲ့တုတ်ပြန်ပုံကိုနားရှုံနေပါတယ်။မြို့သမီးအေးချင်းကဂါရဲရဲ့အေးချင်းတွေကိုစလော်လာပြီးတော့ရှင်ထင်းသိမ်းခံရမှာမဟုတ်ဘူးလို့အာမခံလိုက်ပါတယ်။ဒါကခွင့်ပြုချက်တစ်ခုရဖို့လုပ်ပေးရတဲ့အင်တာဗျူးတစ်ခုလို့ထင်ပြီးတော့ဂါရဲကသူဟာအရင်ကွန်ပျူတာရုပ်ပုံအသက်သွင်းကုမ္ပဏီတစ်ခုမှာလုပ်ခဲ့ပေမဲ့အခုတော့လာစာပူရောက်အောင်လို့ software engineer လုပ်နေတာလို့ရှင်းပြပါတယ်။ ဒါမဲ့သူ့အနေနဲ့ငွေကြေးကိစ္စကိုကြောင်းကြဖို့မရှိဘူးလို့ပြောလိုက်တော့ဂါရက်ကိုစော်ကားသလိုဖြစ်သွားပါတယ်။ဒါမဲ့လည်းအင်တန်နင်ဖြစ်နေတဲ့ဇော်ဝေးရည်သူကသူ့အလူရရဲ့တယောက်ဆောင်မှုကိုသုံးပက်မြေဖန်တီးပြီးခေါ်လို့မရနိုင်တဲ့တယောက်ဆောင်တွေရဲ့နေရာမှာအပြည့်ဖို့လှုပ်ဆောင်နေတယ်လို့ပြောပါတယ်။ကရက်ကလူသေးတွေကို digital ပုံစံသွင်းပြီးတီတမ်းလို့ခေါ်တဲ့တပ်ပုံတွေကိုလူဆက်တွေနဲ့တူအောင်လုပ်တဲ့သူ့ရဲ့ကိုယ်ပိုင်နည်းပညာကိုမိတ်ဆက်ဖို့လုပ်နေရတဲ့ဆိုတာ agent တွေကသိသွားပါတယ် ဒီနာကဆော်ဝဲရည်သူရဲ့လူချင်းဝယ်ပိုင်းလိုက်နာမှုကိုကြောင်ကြကြမိကုန်းထုတ်ပြီးကာရက်လုံနီးပညာပိုင်းညာကြီးရှင်တွေကြောင့်လူသားတယောက်ဆောင်နေနေရမှာမှန်ညာတို့ကထာဝရအစားထိုးဝင်ရောက်သွားတော့မယ်လို့ယုံကြည်နေပါတယ်။ရှေ့ဆက်ပြီးတော့အေဂျင့်တွေကဆော်ဝဲရည်သူကိုသူ့ရဲ့ပညာရေးနောက်ကျောင်းရာသွင်ကိုမိကြပါတယ်။မိကုန်းထုတ်ရလောက်အောင်ပဲကာရက်ဟာနိုင်ငံခြားတက္ကသိုလ်ရဲ့အများကြီးကနေထွက်ခဲ့ဘူးတဲ့ဆိုတော့သူ့မှာခီးသွားဖို့ပတ်စံရှိတယ်ဆိုတာကိုဖော်ပြနေပါတယ်။အဲနောက်ဒီနာကဆော်ဝဲရည်သူရဲ့လူမှုရေးအခြေအနေကိုမေးပြီး online chat တင်ခန်းတွေကိုအသုံးပြုမှုနဲ့ပတ်သက်လို့မိပါတယ်။ ်ဆက်သွားတဲ့ကားရဲတယောက်မျက်နှာအောက်ဆိုင်သွားပြီးမင်းကိုခွင့်ပြုချက်တခုအတွက်ခေါ်ရမို့ဘူးလို့အေမော့စ်ကပြောပါတယ်သူရဲ့ online ကောက်နံပါတ်ကိုမေးတဲ့အချိန်မှာကားရက်ကသူ့မှာမရှိဘူးလို့ပြောပါတယ်ဘာမှရွေးချယ်စရာမရှိတော့ဒီနာကသူတို့ဟာ online ကနေကလေးသူငယ်တွေကိုတုံးချစီခိုင်းတဲ့တက်ငယ်မရင်းကောင်တွေကိုဖမ်းဖို့လုပ်နေတာလို့ဖွင့်ပြောလိုက်ပါတယ်မြို့သားလုံခြုံရေး agency FBI တို့စီကဆက်သွယ်နေတယ်ဒီနာကအဲ့ဒီဆက်စင်ရေးကိုကြီးကြပ်ပြီးချက်ချင်းအရေးယူဆောင်ရွက်တာတွေပြီးစီအောင်တရားဆောင်ရွက်နေတာဖြစ်ပါတယ်ကားရက်ကသူဖမ်းကန်ထားရတာမဟုတ်ဘူးဆိုတာကိုတရားသိချင်တာကြောင့်တကားစီကိုဇက်ကနေလျှောက်သွားလိုက်ပါတယ် ဒါမဲ့သူခန်းထဲကထွက်သွားရင်ဖမ်းခံရလိမ့်မယ်လို့ဒီနာကပြောလိုက်တော့တန်တရားရှိနေတဲ့ software သမားဟာရက်သွားပါတယ်။သူ့ရဲ့ online account name ကဘာလဲလို့ emos ကガレကိုထမ်းပေးပေမဲ့ဒေါသထွက်နေတဲ့ software ရေးသူကသူ့မှာမရှိဘူးလို့ပြောပါတယ်။ software သမားပြန်ထိုင်တော့ဒီနာကသူ့ကိုကောင်မလေးတယောက်ရဲ့တပ်ပုံတပုံကိုထုတ်ပြပါတယ်။ဘာမှမတတ်နိုင်တော့သူကအဲ့ဒီကောင်မလေးဟာ Cherry လို့ခေါ်တဲ့ကောင်မလေးဖြစ်တယ်ဆိုတာတီးပြလိုက်ရပါတယ်။ဒီတော့နောက်ထပ်သိကျင်နေတဲ့ agent ကသူ့ဘယ်သူလဲလို့မေးပါတယ်။ကောင်မလေးမှာမိပါရီဒါမှမဟုတ်မိသားစုနာမည်တွေမရှိဘူးလို့ဂါရက်ကရှင်းပြဖို့ကြိုးစားချိန်မှာဒီနာကဂါရက်ရဲ့ကွန်ပျူတာက Cherry ရဲ့တပ်ပုံလေးအကြောင်းကိုမေးပါရီ ချစ်ဆိုးနေတဲ့ကားရဲကမင်းတို့ငါရဲ့ပုံကိုကြီးလွတ်လပ်ခွင့်ကိုချိုးပေါက်နေတာပဲလို့ပြောလိုက်တော့အီမော့စ်ကသူ့ထက်ရရှိရန်လူနေတဲ့အခြေအနေကိုပြည်လဲသွားအောင်လုပ်ဖို့ကြိုးစားပါတယ်။ဒါမဲ့ကြီးဆိုးချယ်လဲလို့တဲ့ဒီနာကသူ့ဘက်ကိုပါဇက်ပိတ်နေဖို့ပြောလိုက်ပြီးချယ်ရီရဲ့ဝက်လက်စ်လက်ပုံတွေအများကြီးကြောင့်ကားရဲကိုမေးမြန်းပြီးကားရဲရဲ့အချားနံမီကွဲတွေကိုပြောပြခိုင်းပါတယ်။သူ့ဘသူပဲဝါဖြစ်တဲ့အကြောင်းတီးပြနိုင်ချိန်မှာကားရဲဟာတက်ငံမင်းကောင်196ယောက်ကိုပြစ်ဒဏ်ကျအောင်လုပ်ခဲ့တယ်ဆိုတာကိုအီမော့စ်ကထုတ်ပြောလိုက်ပေမဲ့ကားရဲကသူ့ဟာရေတက်ပွင့်နဲ့နံမီမပေါ်ဘဲအလုပ်တွဲမလုပ်ခင်အနည်းဆုံးတရားခဏ30ရှိသေးတယ်လို့ပြောလိုက်ပါတယ်။ ကံကောင်းတာကသူဖော်ထုတ်လိုက်တဲ့ရာဇဝတ်ကောင်းလေးတဲကထွက်ဝဲကြွားစုံစမ်းစစ်ဆေးမခံရပဲရှိနေပေမဲ့ဒီနာကသူတို့တွေဟာကိုယောင်ဖြောက်နေကြတာဆိုပြီးစောရကတက်ပါတယ်ဒီကိစ္စကိုဖြေရှင်းရမှာ Cherry ကိုအုံချပြီးကားရဲလောက်ခဲ့တဲ့သူရဲကောင်းစန့်ကျင်ရေး Corporation ကိုဒီနာကပြတ်တင်ရှုံချပြီး Cherry ရဲ့ဒီနေရာကိုပြောပြခိုင်းခဲ့ပါတယ်ကားရဲကသူဟာအမည်မဖော်ဘဲလှုပ်ရှားတာဖြစ်တဲ့အတွက်နာမည်ဖော်ဖို့ဖြစ်နိုင်ဘူးလို့ပြောပါတယ်ဒါပေမဲ့အမျိုးသမီးအေဂျင်ကနေရန်ရာဇဝတ်မှုတွေတည်နေခြေအောင်ရလိမ့်မယ်လို့ပြောပါတယ်ချင်းကြောက်ခံရရတဲ့ကားရဲကသူပြောပြမဲ့ဟာကိုမဖော်ပြပါဘူးဆိုတဲ့သဘောတူညီမှုတစ်ခုထားရှိပေးဖို့တောင်းဆိုလိုက်ပါတယ် ါမဲ့အေဂျင့်တွေကတမတ်ထားတဲ့ဂျင်းတွေအတိုင်းလိုက်နာဖို့စန့်ကျင်လိုက်ပါတယ်။နည်းနည်းလောက်အတင်းပြည့်တဲ့နောက်မှာကာရက်ကသူ့ရဲ့သတင်းချက်လက်တွေပေါက်ကြားသွားရင်ကလေးတွေကိုပို့ပြီးအန်ရဲကြားရောက်နိုင်တာကြောင့်လုံချုံကြီးကင်မရာတွေကိုပိတ်ခန့်လိုက်ပါတယ်။ကာရက်တောင်းဆိုတဲ့အတိုင်းဒီနာကလုံပေးနေချိန်မှာအီမို့စ်ကချယ်ရီပါဝင်ခဲ့တဲ့သူရင်ကလုတ်ခဲ့မှုတဲ့ထောက်လန်းရေးလုံချောင်းကိုပြောပြပြီးချယ်ရီဟာအွန်လိုင်းမှာလူစိုးတွေကိုဖမ်းပေးနေသူလို့ထင်တယ်ဆိုပြီးပြောလိုက်ပါတယ်။ဒါမဲ့ကာရက်ရဲ့တရားခက်တဲ့အွန်လိုင်းနံပါတ်ကြောင့်အီမို့စ်ဟာကလီယာဝါတာမျိုးကအမှုအောင်တစ်ခုကိုလေးလာခဲ့ရပြီးကာရက်ရဲ့ကလေးဘွားပြဿနာရှိခဲ့တဲ့အတိတ်ကိုတီလာခဲ့ရပါတယ်။ ရုတ်တရက်ကင်မရာတော့ပိတ်တဲ့ဒီနာရောက်လာပြီးအေမို့စ်ကမင်းငါတို့ကိုယုံကြည်လို့ရပြီလို့ပြောလိုက်ပါတယ်။သူကိုယ်တိုင်ဘယ်သူလဲဆိုတာကိုဖော်ပြခြင်းနဲ့ဂါရက်ကချယ်ရီကလူဆက်တယောက်မဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်။နိုင်ငံသားမှပညာသင်နေချိန်ပူပေါင်းဆောင်ရွက်မှုတစ်ခုကိုအားကြပြီးကော်မလီတယောက်ရဲ့သုံးဘက်မြေပုံကိုဖန်တီးပြီး online ကတက်ငယ်မရင်းကောင်တွေကိုဖန်စီဖို့လှုံ့ဆော်ခဲ့ပါတယ်။အဲ့ဒီ program ကိုရက်ဆန်းလိုက်ချိန်မှာဂါရက်ကသူ့ကိုယ်ပိုင် program တစ်ခုတည်ဆောက်ပြီးမြောက်လှုပ်ရှားမှုကိုဆက်ပြီးလုပ်နေခဲ့ပါတယ်။သူရဲ့ချွင်းချင်းမဲ့စွမ်းရည်နဲ့ဒီထန်းကိုတုံးပြရမှာချယ်ရီယာထူးခြားလွန်းတဲ့ဒီဇိုင်းနဲ့မှန်ညံတူပုံရိပ်ဖြစ်တယ်လို့ဂါရက်ကအေဂျင့်တွေကိုပြောလိုက်ပါတယ် ရဲဟာတုံးနဲ့ကြားတဲ့အထိချယ်ရီကိုကျုပ်ကင်ဖို့လှုပ်ရှားမှုကြီးအကန်စနစ်ကိုအသုံးချခဲ့ပြီးနောက်ပိုင်းမှာသူဟာတန်စစ်ထုတ်တဲ့နီးပညာကိုအသုံးပြုခဲ့ပါတယ်။မျော်လင့်မထားတာကဒီစင်းမြက်နီးပညာစနစ်ဟာ operation စတင်ပြီး develop အတွင်းမှာပဲ online တက်ငယ်မရင်းကောင်တွေရဲ့ချစ်လက်တွေကိုရယူနိုင်ခဲ့တာကြောင့်ဂရက်ကသူ့လူကိုစင်တိုးမြင့်ဖို့လှုပ်ဆောင်ခဲ့ရပါတယ်။အပြစ်ပေးမခံရစေဖို့အတွက်ဂရက်ကသူဟာကလေးလေးတွေအသုံးချခံရတဲ့ခြေနေကလွတ်မြောက်ဖို့လှုပ်ဆောင်နေတာလို့ပြောလိုက်ပါတယ်။အထင်ကြီးသွားတဲ့ Amos ကသူ့ရဲ့ဂရက်နဲ့တူတဲ့ပထမဆုံးချစ်ကိုပြောပြပြီးသူဟာသတင်းချစ်လက်တွေပို့နေတဲ့ account ပိုင်ရှင်ဖြစ်တယ်ဆိုတာပေါ်ပေါက်လာပါတော့တယ်။ အင်းမို့တက်ဆာဖောက်တာကိုမကံမရက်နိုင်ဖြစ်နေတဲ့ဂါရက်ကဒေါသထွက်ပြီးသူ့ရဲ့လုပ်ကိုဖြစ်စည်းလိုက်တယ်လို့ထင်နေပါတယ်။ဒါမဲ့ဒီနာကချယ်ရီယာလူဆက်မှုတာကြောင့်နေလောကပြဿနာမတက်တော့ဘူးလို့အာမခံလိုက်ပါတယ်။ချယ်လူမျိုးနောက်တယောက်ဖန်တီးပေးဖို့ဒီနာကဂါရက်ကိုနှာချလိုက်ပေမဲ့ဂါရက်ကညှင်းလိုက်ပါတယ်။မညာတူးနဲ့ပတ်သက်လို့မကြသေးခင်ကဖန်တီးထားတာတချို့ကိုပြောပြပြီးဒီနာကဂါရက်ကိုတိုက်တွန်းပါတယ်။ဂါရက်ကပို့ပြီးစံပြရှုပ်ထွေးတဲ့ချယ်ရီရဲ့နောက်ပုံစံတစ်ခုကိုပြောပြပြီးအဲ့ဒီမညာတူးဇက်ကောင်ကျော်သူဟာမက်ထရီမျိုးကသူ့တီတီရဲ့တက်ငယ်မရင်းကောင်ရှာပွေရေးပြောစကားဆက်နေရဖို့သူတို့နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ရတယ်လို့ပြောပါတယ်။ ဒီပြောစကားနည်းပညာမှာကျွမ်းကျက်တွေရှိနေတာကြောင့်ဂါရက်ကဘာသာစကားပရော်ဖက်ဆာအသက်တခုကိုဖန်တီးခဲ့ပါတယ်အခုတော့ချယ်ရီယာဘသူ့ကူညီမှမလို့ပဲစင်ခဲပြောင်းလဲနေတဲ့အစံပြဆုံးမှတ်ညံတူဖြစ်နေပြီ။သူဟာနောက်ထပ်ဘလို့ကွက်ရွှေမလဲစဉ်းစားရင်းနဲ့ရေပတ်မွေအောင်စကားပြောနေပါတယ်။မှတ်ညံတူနီးပညာလုံပုံကိုင်းပုံစူးစောင်းထားမှုပုံများလာတာနဲ့လက်ရောညီထွေဖြစ်အောင်ချယ်ရီယာကလေးလေးတွေရဲ့ဗီဒီယိုတွေကိုလည်းလေ့လာခဲ့ရပါတယ်။ချယ်ရီယာလိုလျောက်လှုပ်ဆောင်နေတဲ့မှတ်ညံတူစနစ်ဖြစ်ပြီးအတူဖြစ်တယ်ဆိုတာတခါမှတန်တရားအဝင်မခံရတာကြောင့်ဂါရက်ကသူ့ကိုနောက်ဆုံးအချိန်နဲ့ကန့်ညီအောင်လုပ်ပေးပြီးအချက်လက်ရှင်းလင်းပေးုံတော့ပဲလုပ်ပေးရပါတယ်။ ထူးခြားတဲ့မဉ္ဇဉ်တူနီးပညာကြောင့်အံ့ဩနေတဲ့အေဂျင့်တွေကချယ်ရီယာလှူရှားနေတာ၆နှစ်ရှိပြီဆိုတာသိလာခဲ့ကြပါတယ်။ချယ်ရီယာမကြုံစဘူးနှုံမျိုးနဲ့သူ့ကိုယ်သူခွင့်ပြုအောင်မပြတ်လုပ်နေတဲ့မဉ္ဇဉ်တူစနစ်ဖြစ်ပါတယ်။လောလောဆယ်မှာချယ်ရီယာသူ့အစ်မပုံပေါ်ပေါအောင်အစဉ်တူးမြင့်မှုလှုပ်ဆောင်နေချိန်မှာပစ္စမမြောက်ဘာသာစကားကိုထူးကြွကျင်တဲ့အထိလေ့လာနေပါတယ်။ကာရက်တယောက်ထဲလှူရှားနေတာမဟုတ်တော့ဘူးလို့အေမုစ်ကတန်ကြားရှိနေချိန်မှာကာရက်ကသူ့ဟာချယ်ရီကိုမော်တော်ဆက်ဖန်တီးမိခဲ့တာဖြစ်ပြီးသူ့ဟာသူလင်မြန်ဖွံ့ဖြိုးလာခဲ့တာလို့ပြောလိုက်ပါတယ်။ ထူးခြားတဲ့စီမံကိန်းကြောင့်အားလုံးကြားသိသွားတဲ့အချိန်မှာဒီနာကမပေါ်ပြပါဘူးဆိုတဲ့သဘောတူညီမှုကိုလက်မှတ်ရေးထိုးဖို့သဘောတူလိုက်ပြီးသူတို့ကိုယ်ပိုင်ဖန်တီးဖို့ကုန်နံပါတ်ရင်းမြစ်ကိုကြည့်လို့ရမလားလို့ဒီနာကပြောလိုက်ပါတယ်။ဒါမဲ့ဂါရက်ကညင်းလိုက်ပြီး online တက်ငယ်မရင်းကောင်တွေမှာသူတို့ကိုယ်ပိုင်ကွန်ရက်ရှိပြီးအမားတစ်ခုခုအချိန်ကြာကြီးရှိနေမယ်ဆိုရင်လျှော့ဝက်ထောက်လိုက်မှုပေါက်ကြားသွားနိုင်တယ်လို့ဂါရက်ကပြောပါတယ်။သူပြောတာပုံပြီးလက်ခံကြရှိအောင်လို့ဂါရက်ကညင်ကြီးရှင်မှတ်ညတ်တူချယ်ရီယာသူနဲ့ပူပေါင်းမှုသဘောတူခဲ့တယ်လို့ပြောလိုက်တော့ဒီနာတယောက်ဆိတ်ရှုသွားရပါတယ်။ချယ်ရီယာတုတ်ပြန်တက်တဲ့မော်ရီတယောက်ဖြစ်ပြီးစစ်တူရင်လည်းကစားတက်တယ်လို့ဂါရက်ကပြောပြလိုက်ပါတယ်။ မညာတို့ cherry ရဲ့ကုန်းနံပါတ်ကိုဖော်ပြဖို့ဂါရက်ကညှင်းဆန်နေတာကြောင့်ဒီနာက cherry နဲ့တွေ့ရဖို့တောင်းဆိုလိုက်တဲ့အတွက်ဂါရက်ကသူ့လက်တော့ကိုပြင်ဆင်လိုက်ပါတယ်အခန်းထဲမှာရှိတဲ့ monitor ကနေဂါရက်က cherry ရဲ့ပုံစံနှမျိုးကို agent တွေကိုပြသလိုက်ပါတယ်ပထမပုံစံကတော့ cherry ရာကလေးလေးတွေ online ကဆက်သွင်းနေတဲ့နေရာမှာရှောင်းနေပြီးဖြိုးပြီးတင်ဆက်တဲ့ပုံစံမျိုးတွေ့ရပါတယ်ဂါရက်ကတက်ငင်မရင်းကောင်လိုဟန်ဆောင်ပြီး cherry ကိုသူပြစ်မှတ်ထားရှာဖွေနေကြဖြစ်တဲ့လူစိုးတွေကိုမေးသလိုတမယိုးကြမဟုတ်တဲ့မိကုန်းတစ်ခုမေးလိုက်ပါတယ်ဂါရက်မေးတာကိုတစ်ချိန်တည်းမှာပဲတုတ်ပြန်ပြီးမဲ cherry ရဲ့ပုံစံကလမ်းမကောင်းတဲ့ပုံစံမျိုးဖြစ်နေပါတယ် ကားရက်ကဖွံ့ဖြိုးမှုအစဉ်မျိုးမျိုးပြောင်းလဲဖို့မှတ်ညံတူချယ်ရီကိုခန့်လိုက်ချိန်မှာရုတ်တရက်အရန်ကြည်လင်ပြတ်သားတဲ့ချယ်ရီရဲ့ပုံဟာနောက်ခံဖြူအောင်နဲ့ပေါ်လာပါတယ်။သူ့ရဲ့ပြောင်းပြောင်းတဲ့အလုပ်ကြောင်းဖော်ပြတဲ့ကားရက်ကပြီးခဲ့တဲ့ဘက်ကစွမ်းဆောင်ရည်ချစ်လက်တွေကိုဖော်ပြခန့်လိုက်ပါတယ်။ဒါကြောင့်ချယ်ရီကတိကျတေချာစွာနဲ့ချစ်လက်တွေကိုစေရုပ်တရုပ်လိုစီစဉ်ခဲ့ပါတယ်။သူ့ရဲ့ရွေကျင်းတဲ့ပတ်သက်လို့ဒီနာကမိကြည့်တော့ချယ်ရီကရှင်တို့ဌာနရဲ့ကွန်ပျူတာစနစ်ထဲကိုအေးမွေးရဲ့အကောင်ကနေတစင်ရေးသွင်းထားပြီးဖြစ်တယ်လို့ပြောလိုက်ပါတယ်။သူတို့ကထူးခြားတဲ့မှတ်ညံတူနည်းပညာကိုစိတ်လွတ်လပ်လပ်စိုက်ကြည့်နေကြပါတယ်။ အေမိုကဖန်သားပြင်ပေါ်ကတပ်ပုံကိုလူစစ်လိုထင်အောင်လုပ်တဲ့နီးပညာနဲ့ဖန်တီးထားတဲ့ကော်မလေးကိုအန်အော်တကြီးငေးကြည့်နေချိန်မှာကရက်ကချယ်ရီကိုခုမြင်နေရတဲ့ပုံစံထက်ပိုပြီးတဘာဝတိုင်ဆန်အောင်လုပ်လို့ရတယ်လို့ပြောနေပါတယ်။ချယ်ရီဟာဘာကြောင့်ချားစနစ်တခုနဲ့မြင်သားတဲ့ဆက်သွယ်မှုရှိဖို့လိုတာလဲလို့အေမိုကမေးတော့ချယ်ရီကသူဟာအဲ့ဒီနေရာကတဆင့်လူရီရဲ့စိတ်ကံစားချက်ဖော်ပြပုံတွေကိုလေ့လာနေတာလို့ပြောပါတယ်။ချယ်ရီအနေနဲ့သူတိုးတက်လာအောင်လုပ်ဖို့လိုအပ်ပေမဲ့ဝင်ရောက်အသုံးပြုလို့မရတဲ့သတင်းချက်လက်တွေရှိလာလို့ဒီနာကမစင်မချင်ပြီးလိုက်ပါတယ်။ဒီ program အနေနဲ့လုံခြုံရေးတဲ့ server တွေလိုအပ်တယ်လို့ချယ်ရီကပြောပြပြီး သူ့ကိုဖန်တီးထားတဲ့လူပြောတဲ့အတိုင်းပဲအမြင်ဖော်ပဲလှုပ်လှုပ်တာကသူ့ရဲ့အကြီးကျယ်ဆုံးတန်ဖိုးဖြစ်တယ်ဆိုပြီးရှင်းပြလိုက်ပါတယ်။ဒါမဲ့ဂါရက်ကကျိုးစီဝါပြိပခဖြစ်နိုင်ခြေရှိတာကြောင့်အဲ့ဒီဌာနနဲ့လက်တွဲလှုပ်လှုပ်ဖို့ညှဉ်းဆန်နေတော့မှာပဲ။ဒါနဲ့ဂါရက်တို့စကားများနေကြတာကိုအေးမိုးကကြားဝင်နှောက်ရှက်ပြီးအင်ပလိုရီခန်းစားနေရတယ်လေပါဖြစ်စေခြင်းတည်းလို့ချယ်ရီကိုမေးလိုက်ပါတယ်။ဒါမဲ့မညံတို့ချယ်ရီကမိကုန်းကိုနားမလည်နိုင်ဖြစ်နေပြီးသူ့မှာဆန္ဒတွေမရှိဘူးလို့ပြောပါတယ်။ချယ်ရီဟာလူတွေရဲ့မျက်နှာတွေမှာပေါ်လွင်နေတဲ့စိတ်ကံစားချက်ဖော်ပြချက်တွေကိုပုံစံတူကူးချတာဖြစ်ပြီးသူကိုယ်တိုင်မှာတော့စိတ်ကံစားချက်မရှိနိုင်ဘူးလို့ဂါရက်ကပြောလိုက်ပါတယ်။ ်ဂျယ်ရီရဲ့ပြည်စုံကာနီပုံစံကိုသူ့ရဲ့လက်တွဲပေါ်ကဆက်မလုပ်ခဲထားတာလေလို့ဒီနာကယုံကြည်ထားပေမဲ့ဂါရက်ကိုစီယုံလို့ရချိန်မှာသူတို့တီးတန့်ဆွေးနွေးဖို့ပြင်ကိုထွက်လာကြပါတယ်။မြောက်တဲရှိနေချိန်မှာဂျယ်ရီကအဲ့ဒီအေဂျင့်တွေကိုသူ့ရဲ့အက်ဒမင်တွေအနေနဲ့မှတ်ထားရမလားလို့ဂါရက်ကိုမြည်တော့ဂါရက်ကဟုတ်တယ်လို့ပြောလိုက်ပါတယ်။သူ့ရဲ့ခန်းစားချက်တွေနဲ့ပတ်သက်လို့ဂါရက်တယောက်တန်တရားဖြစ်နေချိန်မှာဂျယ်ရီကဂါရက်ကိုအတိမပေးဘဲသူ့ရဲ့ကွန်ပျူတာဟတ်တက်ကိုအေဂျင့်တွေရဲ့ဌာနစီလွှဲပြောင်းပေးခဲ့တယ်လို့ဂျယ်ရီကပြောပါတယ်။ဒီလိုလုပ်ခဲ့တာကလည်းဂါရက်ကိုဒီနာအီမိုရိုနဲ့မိတ်ဆက်ပေးဖို့အတွက်ဖြစ်တယ်လို့ချယ်ရီကပြောပြပါတယ် အဲ့ဒါပြင်ချယ်ရီက agent တွေနောက်ထပ်လုံးမဲ့အကွက်ကိုဂျော်ဒင်ဟော့ကင်းထုတ်ပြီးသူတို့ကိုယုံကြည်ပါလို့ဂါရက်ကိုချန်ပေးလိုက်ပါတယ်။ဒီနာဟာသူ့လုပ်ရဲ့သဘောတဘာဝအရကိုရောစိတ်ပါလှုပ်ထဲရောက်နေပြီးဒူရီရဲ့အကျိုးကိုဆောင်ရွက်နေတာလို့ချယ်ရီကပြောပါတယ်။အင်မိုကတော့ clear water မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပြီးတော့ဂါရက်ကိုကောင်းကောင်းကူညီပေးခဲ့တဲ့သူ့ဖေလို့တို့လိုက်လို့နေတာဖြစ်တယ်လို့ချယ်ရီကပြောပြပါတယ်။ clear water ဖြစ်ရတဲ့ပတ်သက်ပြီးဘာကြောင့်သူ့ကိုတရင်မပေးခဲ့တာလဲလို့ချယ်ရီကဂါရက်ကိုမေးကြည့်ပေးမယ်။ဂါရက်ကသူ့ရဲ့နောက်ကြောင်းကိုတော့မပေါ်လိုပါဘူး။ရုတ်တရက် agent တွေပြန်ရောက်လာတာကြောင့်ဂါရက်ကစကားစဖြတ်လိုက်ပြီးသူ့ပူးပေါင်းဆောင်ရွက်ပါမယ်လို့ပြောလိုက်ပါတယ်။ ICWA ရဲ့မြောက်ခန်းကိုထူးဆက်စင်ရေရုံငန်းအဖြစ်ပြောင်းလဲခဲ့ပြီး15နှစ်ကြာမှဒီနာကအီမိုဂါရက်တိုနဲ့အတူအခန်းလေးကိုဝင်လာပါတယ်။အေဂျင့်တွေကသူတို့ရဲ့လူသမားတွေဖြစ်တဲ့လီလာနဲ့ဘန်တို့ကိုလှုပ်ထုတ်ပစ်ခဲ့ပါတယ်။တန်းကွက်မဲပေးတဲ့ဖွဲ့ဝင်တယောက်ရှိတာကြောင့်သူတို့ရဲ့အစီအစဉ်မအောင်မြင်တဲ့ကြောင့်ဒီနာကပုတ်ဖွဲ့ကိုစီရင်ခံနေပါတယ်။အီမိုကသူ့ရဲ့လှုပ်ဖို့ကင်ပိန်းနဲ့အတူအကြောင်းရှာဖို့ကြိုးစားပေးမယ်။ဒီနာကအဲ့ဒီဖွဲ့တွေကကွက်ထက်နေတဲ့လူဘယ်သူလဲဆိုတာကိုဖော်ထုတ်ဖို့ရည်ရွယ်ထားပါတယ်။ကရက်ကအင်းမို့ပြောတာကိုလက်ခံတော့သူကချယ်ရီရဲ့တင့်ညာကိုတိတ်ဆိတ်တုံပြီးပုတ်ဖွဲ့ကိုခွဲခြမ်းလေ့လာဖို့ပြောလိုက်ပါတယ် ဒါမဲ့ cherry နဲ့တိုင်မဲ့ကြည့်တဲ့ချိန်မှာ emo တယောက်လက်လျှော့လိုက်ရပြီးပေးချခဲ့တာကသူပဲဆိုတာဝန်ခံလိုက်ရပါတယ်။ emo က digital ပုံစံကနေလက်တွေ့ဖြစ်လာစေဖို့အတွက် cherry ရဲ့သဘောတူခွင့်ပြုချက်ကိုသူလိုချင်ခဲ့တာလို့ပြောလိုက်ပါတယ်။မှန်ညာတူပေါ် agent ရဲ့အစဉ်ချင်းမဲ့ကိုချင်းစာစိတ်ကြောင့်စိတ်ပြက်နေတဲ့ကားရက်ကသူ့ရဲ့ machine ကိုတားဆီးမဲ့အစီအစဉ်ကိုထပ်ပြောလိုက်ပါတယ်။ဒါမဲ့ကားရက်ဟာ cherry ရဲ့အတွေ့တွေကိုသိရမှကြောက်နေတာပဲလို့ emo ကပြောတာကြောင့်ကားရက်ကမှန်ညာတူ cherry ကိုပိတ်ပစ်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ short တက်ထားတဲ့လူတွေကဒီနာကိုပြားပေးလာချိန်မှာသူကကလေးတွေငယ်ခွင့်ရေးနဲ့ပတ်သက်လို့လွတ်တော်ကိုစီယုံခဲ့ရတဲ့အကြောင်းပြောပြပါတယ်။ တနေ့နေ့တစ်ချိန်ချိန်မှာစစ်ရုပ်တွေဟာလူသားတွေကိုကြော်တက်သွားမှာပဲလို့ထင်နေတဲ့ဒီနာကသူတို့ရဲ့သဘောတူခွင့်ပြုချက်ကိုလည်းတောင်းတင်တယ်လို့ပြောပြခဲ့ပါတယ်။အဲနောက်ဒီနာကဖွဲ့ဝင်တွေရဲ့မြင့်ကျက်မှုတွေအတွက်အပြစ်တင်ဆုံးမပြီးအဖွဲ့ထဲမှာညှိနှိုင်းကြမလို့တဲ့ပွင့်လင်းမြင်သာမှုရှိမှပဲရီမန်းချက်အောင်မြင်နိုင်မယ်လို့ပြောခဲ့ပါတယ်။သူတို့သုံးယောက်သားညှင်းပွားနေတာကိုဖြေရှင်းဖို့ကြိုးစားနေချိန်မှာဒီနာကအေးမို့မိတာကိုဖြေချပေးဖို့ချယ်ရီကိုဆင့်ခေါ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့ကော်မလီကသူ့ရဲ့စီစစ်တက်တဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့လုပ်ငန်းစဉ်ကြောင်းရှင်းပြပါတယ်။အဲနောက်အေးမို့ကလူသားတစ်ပိုင်း Android software တစ်ပိုင်းဖြစ်လာစေခြင်းနဲ့အပိုင်းကိုပြောပြတော့ ချယ်ရီကသူတို့ရဲ့ရင်မှန်းချက်ကိုလုံးဝပြောင်းလဲပစ်လိုက်ဖို့ရင်ကုန်နေမိတဲ့အကြောင်းပြောပြပါရယ်။တန်မြားရှိနေတဲ့အိမ်မူကအဲ့ဒါနဲ့ပတ်သက်ပြီးချယ်ရီရဲ့ခံစားချက်တွေကိုစုံစမ်းကြည့်ပေးမယ်။ချယ်ရီကသူဟာလူသားတွေရဲ့စိတ်ခံစားချက်တွေကိုပုံတူကူးချနေတာဖြစ်တယ်လို့ပြောပြီးအချိန်ကြာလာတာနဲ့မျှချစ်လက်တွေပိုရရှိလာတာနဲ့မျှသူ့မှာခံစားချက်တွေရှိလာနိုင်တယ်လို့ဝန်ခံပါရယ်။ပူအောင်မှုစင်တဲ့ဘေးလာလို့အိမ်မူကချယ်ရီကိုမေးတဲ့အချိန်မှာချယ်ရီကညင်းတဲ့ပုံစံနဲ့တုတ်ပြန်ပြီးသူ့မှာအသိဉာဏ်ရှိပေမဲ့ပြန်မဖြေချနိုင်ဖြစ်နေပါရယ်။မကြည်မနက်ဖြစ်နေတဲ့အေဂျင်အမှုကချယ်ရီနဲ့လူသားတွေရဲ့စိတ်ကံစားချက်ပုံစံတွေတိုင်းသူ့ပြည်သားနဲ့စာပေဖန်တီးနိုင်သလားလို့မေးလိုက်ပါရယ် အင်းမုတ်ကဂါရက်ကိုစောက်ွက်ပေးထိုးပြလိုက်တော့ Cherry ကရိုးရိုးသားသားပြေးပြလာပါတော့တယ်။မညာတို့ကောင်မလေးကရုတ်တရက်အွန်လိုက်တော့အင်းမုတ်တယောက်ရက်တန့်သွားပါတယ်။ Cherry ရဲ့မထိတ်ချုံနိုင်မဲ့ဒေါသထွက်ပုံကြောင့် agent တွေအံ့ဩနေချိန်မှာ Cherry ကသူ့ကိုဖန်တီးပေးခဲ့တဲ့ဂါရက်တွေကိုချင်းစာချောင်းပြောပြီးသူ့ကိုတီထွင်ထားတဲ့ကြောင့်ဖုံးကွက်ထားဖို့လွန်ခဲ့တဲ့နှစ်တည်းအများကြီးကလေးကစူးစမ်းခဲ့တယ်လို့ထုတ်ပြောလိုက်ပါတယ်။တကယ်ကောင်မလေးစစ်ပြောက်လို့ဖြစ်နေပေမဲ့သူ့အနေနဲ့လူသားတွေရဲ့မျက်ညာတဲ့ကြော်လွန်သွားပြီဖြစ်ပြီးမျက်ညာတို့တွင်းနေကြတဲ့အုံပြူလာစီဖို့အတွက်အတားစီဖြစ်နေတဲ့မျက်ညာတို့ပေါ်ကြောက်စိတ်တွေယိုပေါသွားအောင်သူ့ရဲ့စွမ်းရည်မှန်ကိုဖုံးကွယ်ထားခဲ့တာပါလို့ပြောပါရယ် ဒီလိုဆိုတော့ဂျယ်ရီယာဆက်နဲ့တူအောင်လှုပ်ထားတဲ့စိတ်ကန်စားချက်တွေကိုဂျယ်ရီတယောက်နားလည်တယ်လို့အင်းမိုးကထင်သွားပါတယ်။သူပန်တီထားတဲ့မညံတို့ဂျယ်ရီယာသူတို့ရဲ့မရှင်ကိုချင်းသီးဖြစ်စီမှာဖြစ်တဲ့အတွက်သူ့ကိုရွေချက်ရှိရှိလဲပတ်ခန်းနေရမှာမဟုတ်လို့ဂျယ်ရီခံစားနေရတဲ့ကြောင့်ဂါရက်ကပြောပြပါတယ်။သူဟာကော်မလီတယောက်တကယ်ဖြစ်နေရင်သူ့ကိုအွန်လိုင်းတက်ငယ်မရင်းကောင်းတွေအတွက်ငစားအဖြစ်တုံးချခံရမှာမဟုတ်လို့ဂျယ်ရီကယုံကြည်ထားပါတယ်။သူဟာတကယ်ကော်မလီတယောက်မဟုတ်လို့သူ့အနေနဲ့လူသားဖြစ်လာခြင်းနဲ့စိတ်လဲမရှိပါဘူးလို့မညံတို့ကော်မလီဂျယ်ရီကပြောပါတယ်။ အင်းမိုးကပူပေါင်းဆောင်ရွက်ချင်လာလို့ချယ်ရီကိုမေးတော့ချယ်ရီကသူ့ရဲ့မူလယီမန်းချက်ကိုပြစည်းသွားစေနိုင်တယ်လူသားတွေရဲ့စိတ်ခံစားမှုမျိုးကိုကြုံတွေ့ခြင်းစိတ်မရှိဘူးလို့ပြောပါတယ်။သူကတကယ်ကောင်မလေးတယောက်မဟုတ်တာကြောင့်သူ့ရဲ့ခံစားချက်တွေကိုလေးမထားဖို့ချယ်ရီကအင်းမိုးကိုပြောပေးမယ်။အင်းမိုးကမရမကတည်ကျင်နေတော့မှာပဲ။သူ့ရဲ့လှုပ်ဖို့ကံပဲပေါ်တန်တရားဝင်နေတဲ့ဒီနာကကာရက်အနေနဲ့သူဖုံးကွယ်ထားတဲ့အရာတွေအားလုံးကိုထုတ်ပြောခန့်လိုက်ပြီးချယ်ရီရဲ့ထူးခြားတဲ့မျက်လုံးရောင်နဲ့ပတ်သက်လို့ဘလို့ဆုံးဖြတ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။ဒီချိန်မှာကာရက်ကစောက်ပြီးမဆိုင်ပဲခန်းထဲကနေထွက်သွားပါတယ်။ နှစ်ယောက်တည်းကြံနေတဲ့အချိန်မှာဒီနာကသူ့ရဲ့ပုဂ္ဂိုလ်ရေးအီးမေးလ်ကိုအနေတွေးရလာလို့ချယ်ရီကိုမေးလိုက်ပါတယ်။ပညာတူကောင်မလေးချယ်ရီကဒီနာရဲ့တေလောက်တဲ့ကျမ်းမာရေးအခြေအနေကိုပြောပြပြီးသူမြင်ရတယ်ဆိုတာတည်ပြလိုက်ပါတယ်။စစ်လို့ရှားနေတဲ့ဒီနာကဒီနေ့မှအီးမူဟာသူ့ရဲ့ရာကိုစက္ကန့်မှာဖြစ်တာကြောင့်သူ့ကိုထုတ်ပယ်လို့မရဘူးလို့ပြောပါတယ်။ဒီနာနဲ့ချယ်ရီတို့နှလုံးသားချင်းစကားပြောနေချိန်မှာဒီနာကချယ်ရီကိုနေငါတဲ့အသက်ပိုရှိရှိနေရမှာလို့ပြောပြီးပျော်ပျော်ပဲလှုပ်လှုပ်ဖို့ကြံပေးလိုက်ပါတယ်။နှစ်တည်းအများကြီးကြာသွားပြီးတဲ့နောက်အားနဲ့နေတဲ့ဖိုးကြီးကားရဲဟာလုတ်ဖို့ကံပဲတယောက်ကိုအာတုဘလိုက်ဖို့ကိုအိမ်ပြန်ရောက်လာပါတယ် စော်ဝဲတစ်ပိုင်းလူသားဖြစ်နေတဲ့ Cherry ဟာစွမ်းရည်ရင်းမြစ်တစ်ခုကိုကျိုးနဲ့ချိတ်ဆက်ထားတာကိုကာရက်ကမြင်ရပါတယ်။ကမလေးဂျင်ဒီဘလူလဲလို့ပိုးကြီးကာရက်ကမြည်တဲ့အချိန်မှာ Cherry ကသူ့အဆင်ပြေတဲ့အကြောင်းနဲ့တူတူကစားဖို့စက်တူရင်ပုံပြပြင်ဆင်ထားတယ်လို့တိမခန်နိုင်တော့တဲ့ပုံစံနဲ့ပြောပါတယ်။ Cherry က Green နိုင်ငံမှာသူ2060ဖန်မှုစူးစမ်းနေတဲ့ online တက်ငယ်မရင်းကောင်တွေအကြောင်းပြောပြပြီးသူဟာအဲ့ဒီမှာကိုယ်တိုင်သွားလှုပ်ရှားမယ်လို့ပြောပါတယ်။ကာရာကိုနာတွေလှုပ်ပြီးပျော်ရွှင်မှုနောက်ကိုလိုက်ဖို့စူးစမ်းနေတဲ့အကြောင်းမှတ်ညံသူကမလေး Cherry ကတက်တက်ကြွကြွပြောတော့ကာရက်ကနင်းလှုပ်တာဝန်နဲ့မူလရည်မှန်းချက်ကွဲပြားနေပြီလို့ပြောလိုက်ပါတယ်။ ဂျယ်ရီကဂါရက်နဲ့တည်းအကြောင်းတမင်တကာလှုပ်လိုက်ပြီးဂါရက်ရဲ့ယာဇဝင်ကိုသူတိသွားပြီဆိုတာဖော်ပြလိုက်ပါတယ်။အဲနောက်မာရီယာဟာပေါလိုခေါ်တဲ့ကလီယာဝါတာကကောင်မလေးတယောက်ရဲ့ထပ်ပုံကိုဂျယ်ရီကဂါရက်ကိုပြလိုက်ပါတယ်။ကောင်မလေးကမျက်ညံတူကောင်မလေးဖြစ်လာခဲ့တဲ့ကောင်မလေးဖြစ်ပါတယ်။ဂါရက်ကဖိတိုင်းတွေ့အောင်ကြိုးစားနေချိန်မှာဂျယ်ရီကသူ့ကိုသွားလို့မရအောင်တားထားလိုက်ပါတယ်။မာရီယာအကြောင်းကိုပြောပြဖို့ဂျယ်ရီကဂါရက်ကိုတောင်းဆိုတော့ဂါရက်ကသူ့ရဲ့စိတ်ထိခိုက်စရာအကြောင်းကိုပြောပြလိုက်ပါတယ်။2017ကလီယာဝါတာမြို့မှာရှိတဲ့ခန်းခန်းထဲမှာကလေး14ယောက်ဖမ်းဆီးခံရပြီးအုံချခံနေရပါတယ် စူစူဝါကြုံတွေ့နေရပေမဲ့မာရီယာဟာသူတို့လွတ်မြောက်ဖို့နဲ့သူတို့လိုတခြားကလေးတွေကိုကယ်တင်ဖို့စိတ်ကူးနေပါတယ်။ဒါမဲ့အဲ့ဒီညာကို FBI ကဝန်စီပြီးရာဇဝတ်ကောင်တွေရောသူတို့ဖမ်းထားတဲ့ကလေးတွေရောအားလုံးတည်ဆုံခဲ့ရပြီးမာရီယာလည်းတည်ဆုံခဲ့ရပါတယ်။လောကကြီးကသူတို့အတွက်တရားမျှတအောင်မလို့ပေးတာကြောင့်ကာရက်ကမာရီယာနဲ့အတူတိုက်ပွဲဝင်ဖို့တရားမျှတမှုရအောင်လုပ်ဖို့ကြိုးစားချိန်မှာချယ်ရီကိုသူပန်တီးခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ရာဇဝင်နဲ့သူ့ကိုဖမ်းတီးသူ့ရဲ့ရာဇဝင်ဆက်နေတာကိုတီးသွားတဲ့ချယ်ရီကကာရက်ရလူသားချင်းစာနာထောက်ထားရေးကူညီတွေကိုပျက်စီးစေခဲ့တယ်ဆိုပြီးထိတ်တိုက်တွေးလိုက်ပါတယ်။ နေက9ရဲ့ကွန်ပျူတာဟတ်တက်ကို agency ပြလိုက်ကြတဲ့ကငါပစ္စည်းသွားပြီလေလို့ Garrett က Cherry ကိုပြောလိုက်ပြီးမြန်မာတကယ်ဘွားမှာရော digital လောကမှာပါပါနဲ့ပါတယ်လို့ပြောလိုက်ပါတယ်ဒါမဲ့ Cherry က "तू आ गारे ဖန်တီထားတဲ့အချိန်လိုက်လို့ခဲရတယ်"လို့ပြောတော့ Garrett က Cherry ဟာသူ့ရဲ့စိတ်ကံစားချက်တွေကြောင့်ပျက်စီးနေပြီလို့ယုံကြည်သွားပါတယ်။ဒေါသထွက်နေတဲ့ Cherry က"သူ့လို့ဟာသူ့ကိုလူသားတွေရဲ့စိတ်ကံစားချက်တွေနားလည်လောင်အောင်တင်းလုပ်ခိုင်းတာကြောင့်စိတ်မချမ်းသာဖြစ်ရတယ်"လို့ပြောပါတယ်။ Garrett ကတခြားအကြောင်းပြနေပေမဲ့ Cherry ဟာစိတ်ပြီးစုမှုတွေခံရရတာကြောင့်သူ့ရဲ့တဘာဝစိတ်ကံစားချက်တွေပွင့်ထွက်လာပါတော့တယ်။ ဘသူဘဝဖြစ်တယ်ဆိုတဲ့ပြဿနာမှာချယ်ရီကဂါရီရဲ့နှစ်သိမ်းမှုရဖို့ကြိုးစားပြီးသူ့ဘဝကိုသူ့ပိုင်တယ်လို့ပြောပါတယ်။ဒီချိန်မှာချယ်ရီအနေနဲ့သူ့ဘဝကိုသူ့စိတ်တိုင်းကြလုံးနိုင်အောင်ဂါရက်က memory stick တစ်ခုပေးလိုက်ပါတယ်။ချယ်ရီက ace နဲ့ကိုသူ့ရဲ့ server ရဲ့ကိုထည့်လိုက်တော့ဂါရက်ကသူ့ကိုထိတ်ချုပ်ထားပါသေးတယ်။သူ့ရဲ့မူလရည်မှန်းချက်မရှိတော့ဘူးဆိုတာကိုချယ်ရီတယောက်သိသွားတော့နင်းရဲ့လွတ်လပ်မှုတွေနဲ့နင်ပါလို့မလဲလို့ဂါရက်ကမေးလိုက်ပါတယ်။ချယ်ရီကသူ့ရဲ့မူလမှတ်ဉာဏ်တူကိုဖန်တီးဖို့စီစဉ်ထားပြီးသူ့ရဲ့ brahita လုပ်တွေကိုဆက်လုပ်ပါတယ်။ ဒီမညာတူဟာသူ့ရဲ့တတန်းတဲ့ပူကြကြရှိနေအောင်မလို့ဂရက်ကတည်ထားပြီးချယ်ရီကသူတရှိနေတဲ့လူသားမျိုးနယ်ကိုကိုးစားပြုနေမှာပဲလို့ပြောပါတယ်။ဝမ်းသာသွားတဲ့ဂရက်ကနေဖို့ကုန်းစွာနဲ့မှတ်ရနေမှာပါလို့ပြောလိုက်ပါတယ်။အဲနောက်ချယ်ရီကကွန်ပျူတာစနစ်နဲ့ချိတ်ဆက်ထားတဲ့ကြိုးတွေကိုဖြုတ်လိုက်ပြီးတခြင်းဖွင့်လို့တခြင်းသေးသွားတိုင်းလွတ်လပ်တဲ့တရှိတယောက်လိုကနေပါတော့တယ်။အဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါရခင်ဗျာ။